ွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုအများရအောင်ဘယ်လိုအများပေးဝေရမလဲဆိုတော့ဒီလိုမင်းမျိုးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဇာလူတော်နိအမိရတဲ့ပုံသားကြီးတယောက်ကမြတ်စွာဘုရားကိုမေ့လျှောက်ခူးတယ်။သူ့ရဲ့ဘိုးဘွားတွေကိုအလူတန်းတွေပြုလုပ်ပြီးတော့အများပေးဝေရင်ရနိုင်ပါသလားဆိုပြီးတော့သူအကျေသိခြင်းလို့မေ့လျှောက်တော့မြတ်စွာဘုရားကရနိုင်တဲ့ဘုံဘွားလည်းရှိတယ်မရနိုင်တဲ့ဘုံဘွားလည်းရှိတယ်။မြတ်စွာဘုရားကဒီလိုမိန့်တော့ ဇာနုသောတိပုံနာကြီးကနားမလဲတော့အကျယ်ထက်လျှောက်မြတ်စွာဘုရားကလည်းအကျယ်မိတ်နေလူတွေမှာဂတိ၅မျိုးရှိတဲ့ထဲမှာတဲ့ဒေဝဂတိမနုဿဂတိတိရိစ္ဆာနာဂတိနိရိယဂတိပေတဂတိဆိုတဲ့အဲ့ဒီဂတိ၅မျိုးတည်ပြီးနောက်ပဲတမျိုးမျိုးရောက်ကြရတယ်အဲ့ဒီ၅မျိုးထဲမှာ၄မျိုးဖြစ်တဲ့ဒေဝမနုဿပေတအဲ့ဒေဝမနုဿ နိတရတိရိသနာဆိုတဲ့လူဖြစ်မဲ့နတ်ဖြစ်မဲ့ငရဲကြမဲ့တိရိစံဖြစ်မဲ့ဆိုရင် အမြာပေးဝေလို့မရဘူးသူကလည်းတာတုခေါ်လို့မရဘူးအဲ့လိုမဟုတ်ဘဲနဲ့ပေတဂတိခေါ်တဲ့ပိတ္တဘုံဘွားရောက်မဲ့ဆိုလို့ရှိရင်တော့အမြာပေးဝေလို့ရတယ်သူလည်းတာတုခေါ်လို့ရတယ်ကောင်းကျိုးချမ်းသာလည်းရရှိနိုင်တယ်အဲ့တော့ပေတဂတိထဲမှာတော့မဟုတ်ဦးဇင်းတို့ပိတ္တ၄မျိုးရှိတယ်ရတဲ့ပိတ္တကဝိမာနိကပိတ္တခေါ်တဲ့ တနည်းအားဖြင့်ပြောရင်ဗရဒတုပါဇီဝိကပိတာခေါ်တဲ့သူတစ်ပါးရဲ့အမျှကိုစောင့်စားပြီးတော့စားတော့ရတဲ့ဒီပိတာမျိုးဖြစ်မှအမျှပေးဝင်လို့ရတာအဲ့တော့ဒါကတော့ပထမဆုံးသိရင်သိထိုက်တဲ့အချက်ကလေးပေါ့နော်ခုနကပြောတဲ့ဂတိငါးမျိုးတွေကပိတာဂတိဖြစ်မှအမျှပေးဝင်လို့ရတယ်အကရေပိတာဂတိဖြစ်တဲ့လူကိုကယူဆတယ်ဟိုနှမ်းစပြီးတော့သိရတယ်ဆိုလို့ရှိရင်အမျှရအောင်ဘယ်လိုပေးဝင်ရမလဲဆိုတော့ ။ဦးဇင်းတို့ပြိတ္တကတော်တွေဖတ်စုလေ့လာပြီးတော့ဖြေချရမယ်ဆိုလို့ရှိရင်အင်္ဂါ၅ချက်လိုတယ်ပေါ့။တေတူကိုညီမဲ့ပြီးတော့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုမှာအင်္ဂါ၅ချက်လိုတယ်။အဲ့ဒီအင်္ဂါ၅ချက်ပြည့်မယ်ဆိုလို့ရှိရင်ဒီတည်တဲ့သူတနည်းအားဖြင့်ပိဋကဘွားရောက်တဲ့ပုဂ္ဂိုလ်ဟာအများတန်းရနိုင်တယ်ပေါ့။နံပါတ်၁အလူကံပုဂ္ဂိုလ်ရဲ့အင်္ဂါပြည့်စုံမှုတဲ့။နော်။တိလာပြည့်စုံတာကိုပြောတာလူကပုဂ္ဂိုလ်ကဒုတိလမဖြစ်ရဘူးတဲ့တိလာပြည့်စုံရမယ်အဲ့တော့တေချာတာတစ်ခုကတော့ပုဂ္ဂိုလ်မလူနဲ့ပေါ့ တန်ကာကိုဝဲလှူပေါ့တန်ကာဆိုတာကမျက်မှောက်တန်ကာဖြစ်ရှင်တော့ကိုယ်အိမ်မှာ၄ပါး၄ပါးထက်ပင့်ပြီးတော့လှူပေါ့နော်ဘာမို့တန်ကာကုံကိုရိမ်းမှတ်ပြီးတော့လှူတန်းနိုင်လဲရတယ်တန်ကာဆိုလို့ရှိရင်တော့ဒုတ်တိလမဖြစ်တော့ဘူးနော်ဒုတ်တိလမဖြစ်တော့တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကအလှူကံပုဂ္ဂိုလ်ဘက်ကအင်္ဂါကတာပြည့်စုံသွားပြီနံပါတ်၁ပေါ့နော်နံပါတ်၂ကအလှူပေးပုဂ္ဂိုလ်ရဲ့စိတ်ထားတတ်မှုတဲ့လူဝေးပုဂ္ဂိုလ်ကဘယ်လိုစိတ်ထားထားရမလဲဆိုလို့ရှိရင် ဒီကိုတည်တဲ့သူကိုရင်မှန်းပြီးတော့လူတန်းတဲ့ကုသိုလ်ပဲလို့စိတ်ထဲမှာဒီလိုထားရမယ်။တည်တဲ့သူကိုရကြင်တဲ့စိတ်ပေါ့စိတ်စေတနာပေါ့။ဒါကအလူပေးပုဂ္ဂိုလ်ရဲ့စိတ်စေတနာ။နောက်နံပါတ်3ကအလူပေးတဲ့ပစ္စည်းတဲ့။အလူပေးတဲ့ပစ္စည်းကဟိုပြည့်စုံမှုရှိနေရမယ်။ပြည့်စုံမှုရှိနေရမယ်ဆိုတာကဦးဇင်းတို့ပိဋကတ်တော်ထဲမှာ၅မျိုးပြတယ်ပေါ့နော်။စာရေးဝေရေး သွားရည်နေရည်ပြီးတော့တောက်ရည်ပေါ့နော်အဲ့ဒီငါးမျိုးပြည့်စုံရမယ်တဲ့အဲ့ဒီငါးမျိုးပြည့်စုံမှသူကဟိုလူတယောက်သူတို့နေ့စဉ်စားတောက်နေတာပဲကြည်ပေါ့နော်သမင်းစားသလိုရည်လည်းတောက်တယ်ရည်တောက်သလိုညောင်ညာဆန်းတဲ့ညောင်ညာဆန်းမှုဟိုနေစရာလည်းလိုတယ်ပြီးလို့ရှိရင်ဝတ်စရာလည်းလိုတယ်နော်ပြီးလို့ရှိရင်သွားစရာလည်းလိုတယ်ပေါ့ဒီငါးမျိုးတော့အောက်ထစ်ဆုံးပါရမယ်ပေါ့နော်ဒါကဥစဉ်တို့အလှူပေးတဲ့ပစ္စည်းဝတ္ထုရဲ့ပြည့်စုံမှုပေါ့နော် သုံးမျိုးရှိသွားပြီ။နောက်နံပါတ်၄ကအဲ့ဒီခုနကပြောခဲ့တဲ့ထက်က၃ချက်ပေါ့။အဲ့ဒီ၃ချက်ပြည့်စုံရင်သူကလှူလို့ရပြီ။လှူပြီးလို့ရှိရင်တဲ့နံပါတ်၄ချက်ကအဲ့ဒီလှူလိုက်တဲ့ကျန်ရစ်သူပိသားသူကအမြတ်ပေးဝေမှုဆိုတဲ့နံပါတ်၄အင်္ဂါနဲ့လည်းပြည့်စုံရမယ်တဲ့။နော်အမြတ်ပေးဝေရမယ်ပေါ့။နံပါတ်၅ကျတော့အဲ့ဒီအမြတ်ပေးဝေတဲ့ဟာကိုလည်းတစ်ဖက်ကလှူလို့ချင်းချင်းနဲ့တာတုခေါ်ရမယ်။ဒီ၅ချက်နဲ့ပြည့်စုံရင် ကိုယ်လုံသွားတဲ့ပုံကူတွေကိုရည်မှန်းပြီးတော့လူတန်းတဲ့ကုသိုလ်ဟာရရှိနိုင်တယ်ရောက်ရှိနိုင်တယ်တခဏတည်းကိုရောက်ရှိနိုင်တယ်လို့ဆိုတယ်เนาะနောက်တစ်ခုကဒီမိကိုအောက်မှာဖြေထားတဲ့လူတွေပေါ့เนาะတချို့ကလည်းအမိကိုနေပြီးတော့တချို့ကလည်းအမိကိုခေါ်ပြီးတော့အများပေးဝေပေါ့ဒါလည်းကောင်းပါတယ်เนาะဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ဒီအများမပေးဝေခင်ပေါ့နာမပေးဝေမပေးဝေခင်မှာဘာလို့ရမလဲဆိုတော့ကိုအများပေးဝေခြင်းတဲ့ပုံကူတွေပေါ့เนาะရည်စိုးခြင်းတဲ့တူတောက်ပဲဖြစ်စေ အဖွဲလိုက်ပဲဖြစ်စေအဆွေမျိုးတွေအားလုံးပဲဖြစ်စေနော်အဲ့ဒီပုံကိုယ်တွေရဲ့အမီနာမတွေကိုခေါ်ပြီးတော့ဟိုမကြုံလို့ဘွားရောက်တယ်လို့ကိုကသိရဆိုရင်သူတို့ရှိလောက်ရအရက်မှာတွားပြီးတော့ခေါ်ထားပါဘောနော်ဖိတ်ကြထားပါဘောအများတန်းပေးဝေးပါမယ်ဆိုပြီးတော့အပြီးလို့ရှိရင်တော့အများတန်းပေးဝေးပေါ့ဘာလို့ခေါ်ထားခိုင်းတာတုံးဆိုတော့ဒီအများတန်းပေးဝေးတဲ့နေရာမှာသူတို့တကယ်ရရှိဖို့အတွက်ဆိုလို့ရှိရင်သူကကိုယ့်ဘက်ကပေးယုံနေမြောက်သူတို့ဘက်ကလည်းလိုလိုချင်ချင်နဲ့ လိုချင်နေမှာသူကရတာနော်ဒီစိုးဆိုလို့ရှိရင်တဲ့ကွယ်လွန်သွားတာ16နှစ်18နှစ်လောက်ရှိပြီဒါပေမဲ့မကျွတ်မလွတ်ဘဝနဲ့နေနေရတယ်အဲ16နှစ်လောက်မရောက်တော့သူသားသမီးတွေကိုအိမ်မပေးတဲ့တခါကြီးကကျွတ်ရှင်လွတ်ရှင်လို့ကုသိုလ်ပြုပြီးအမြားပေးဝေပါဘောနော်အဲ့တော့သားသမီးတွေကလည်းကုသိုလ်ပြုပြီးတော့အမြားပေးဝေလိုက်တော့ဒါကျွတ်တော့လွတ်သွားတယ်ထင်ပါတယ်နော်ပြောချင်တာကအဲနာမည်ခေါ်ပြီးတော့ဒါကျွတ်တင်ပြီးတော့ဖိတ်ထားကောင်းပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေ တာဒကာလေးကြည့်ကြည့်ရအောင်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတာနာဝါဒီဆိုတဲ့မထေရတစ်ပါးရှိတယ်သူကတော့ယဟန်ပေါ့သူမှလည်းပဲအမေရဲ့ဖေရဲ့ပြီးတော့သူ့ရဲ့အကိုရဲ့ဆိုပြီးတော့လူပေါ်မှာကြံနေခဲ့တယ်ဗောနော်အဲ့ဒီပုဂ္ဂိုလ်၃ယောက်ဟာတောမနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဘရဲ့အတက်ကိုတက်ဖြတ်ပြီးတော့သူကအတမှုဝမ်းကြောင်းပြုလို့ရတယ်သူတို့ချင်းလိုရင်းပြောရင်နောက်ဆုံးသောဆလုံးကွယ်လွန်သွားကြတယ်ဗောနော်ကွယ်လွန်သွားကြတော့အကုသူနဲ့ အတမွေးလာတာဆိုတော့သိတော်ဘွားကိုရောက်ကြတယ်သိတော်ဘွားကိုရောက်တော့ဗာပိတာဖြစ်တာလဲဆိုတော့ခွန်းကပြောတဲ့ဝိမာနိကပြိတ္တာတနည်းအားဖြင့်ပြောပရဒတုပါဇီဝိကပြိတ္တာပေါ့နော်ဖြစ်တယ်အဲ့လိုဖြစ်တော့ဆင်းရဲဒုက္ခတွေမှဓမ္မခံစားနေရတာပေါ့စားစရာမရှိတောက်စရာမရှိဝတ်စရာမရှိနေစရာမရှိပေါ့ခွန်းကသူတို့ရဲ့အမျိုးပေါ့နော်သူရဲ့ညီပေါ့ဖေမေတို့ပြောမယ်သူတို့ရဲ့တားပေါ့အဲ့ဒီခွန်းကဒါနာဆိုတဲ့မထေကဒါနာဝါဒီဆိုတဲ့မထေက ဆုံးခဲ့ကြတဲ့အချိန်မှာဘွားကနေဆိုရင်အဲ့ဒီတောထဲမှာကိုထင်ပြကိုထင်ပြတော့ရုပ်တွေကလည်းညှို့နှမ်းပြီးဝတ်ဆရာလည်းမရှိဘလူကကိုထင်ပြလည်းဆိုသူ့ရဲ့အကိုပေါ့သူ့နောင်တော်ဖြစ်တဲ့သူပေါ့ရှင်ပြာတပြီးတော့ကဲပေါင်းစားပြမရှိတောက်ဆရာမရှိဝတ်ဆရာမရှိနေရမရှိတော်ဆင်းရဲဒုက္ခရောက်နေပါလေဆိုပြီးတော့ရှောက်တယ်တဲ့ရှောက်တော့မထေကကောင်းပြီဆိုပြီးတော့ဒီကုသိုလ်ပြုလုပ်ပေးပါမယ်ဆိုပြီးတော့ပြောပြီးတော့အကြောင်းကိုပြန်လာပြန်လာတော့အဲ့မှာသူစွမ်းခံရတဲ့စွမ်းနေရဲ့ ပြီးတော့တခြားယဟန်တွေရတဲ့စွမ်းတွေပေါ့နော်သူကယဟန်12ပါးနဲ့နေတာဒီ12ပါးသောယဟန်တွေရဲ့စွမ်းကိုသူကစွန့်စွန့်ပြီးတော့ခုံတဲ့တေချာပြင်ပြင်ပြီးတော့အဲ့ဒီအဲ့ဒီယဟန်သူနဲ့အတူနေတဲ့ယဟန်12ပါးကိုပင့်ပြီးတော့ဒီမှာဒီစွမ်းခွဲတွေဟာအတန်ကတော့ရှင်သူမြတ်တို့ပြဒီစွမ်းခွဲပဲတည်းတပီးတော့တပီးတော့ရဲ့မဲတော်ခမဲတော်နဲ့အောင်တော်တို့ကိုရည်စူးပြီးတော့လူတဲ့နဲ့စွမ်းနေဖြစ်ပါတယ်၃000၃000ရောက်သွားဆိုပြီးတော့လူတယ်ပြီးလို့ရှိရင်ခုနကပြောတဲ့ ကိုလိုနီစာရောက်ရှိသွားတဲ့ခမဲတော်မဲတော်နောင်တော်တို့ကိုလည်းညာတန်းပေးပေးပါတယ်လို့ပြေးပြီးခေါ်ပါလေစောင့်နေတဲ့အချိန်စင်တဲ့တာတို့ခေါ်တော့ဟိုစားကြရတယ်ခနာတင်းခနာချင်းရောက်သွားတယ်တဲ့စားကြရတယ်ဟိုမှာအများကြီးပဲတဲ့စိုက်တာကိုမှရွေးစားလို့ရတယ်အဲ့ဒါမပြီးသေးဘူးနောက်နေ့ကျတော့ဒီပိတ်တာကသူ့ရဲ့နောင်တော်ပိတ်တာကဟိုစားတော့ရတာဆိုတော့အရင်လိုတော့ညှိုးနှောနှမဟုတ်တော့ဘူးပြပြဝဝဆူဆူပြပြပေါ့တိုးပေမဲ့လည်းဝိပလာတွေနဲ့ဖြစ်နေတယ် အဲ့တော့သူကထက်လျှောက်တယ်တဲ့အဲ့ဒီပိတ်တာအကူကတတိတော်တို့စားကြတော့ဆရာတော့ပြည့်စုံပါပြီဝတ်ဆရာမရှိသေးဘူးအဲ့လိုပြောတော့ခုနကအတိုင်းပဲပေါ့အကြောင်းပြန်ရောက်လာတယ်အကြောင်းပြန်ရောက်လာရင်သူဘာလုပ်လဲဆိုတော့ဟိုအဲ့တုန်းကအခုလိုသင်ကန်းတွေမပေါ်သေးတော့အမိုက်ပုံတွေဘာတွေမှာသွားပြီးတော့ဒီဝိစာတွေကောက်ကောက်ပြီးတော့ရှော်ဖုတ်ပြီးတော့အခန်းကားကန်ပေါအောင်သင်ကန်းဖြစ်အောင်ချုပ်ပေါ့နော်ချုပ်ပြီးတော့အတိုင်းကဒါနာဖြစ်လှူတယ်ညာတန်းပေးဝေတယ်ဝိတ္တနာတွေရတယ်ဝိတ္တနာရတယ် စားကြလည်းပြည့်စုံပြီဆိုတော့နေရာမရှိသေးဘူးတဲ့နေရာမရှိခုနှစ်ကလိုပဲရှေးတိုင်းပဲပေါ့အဲ့လိုပဲလာလာလျှောက်တယ်လာလျှောက်တော့ဒီယဟန်ကလည်းလက်ခံပြီးတော့အကြောင်းသေးသေးလေးပေါ့ဆောက်ဆောက်ပြီးတော့တန်ဃာတော်တွေကိုလူတန်းမှာတယ်တန်ဃာဒါနာအဖြစ်နဲ့လှူတယ်လှူပြီးတော့အခုနှစ်ကလိုပဲအများဝေတယ်ပေါ့နေရာတွေရတယ်ပေါ့အဲ့ဒါနောက်ပြီးတော့တောက်ဆရာတောက်ရီနော်ဒီရှေးတိုင်းပဲပြီးလို့ရှိရင်တော့စီးစရာရင်စီးစရာရင်ကြတော့ဘာလှူတာလဲဆိုတော့ဖက်နဲ့လှူတာဟာတယ်နော်အခုနှစ်ကပြောခဲ့တဲ့ ဒီလှူတဲ့ပစ္စည်းဝတ္ထုတွေမှာပါရမယ်ဆိုတဲ့ဟာလေးတွေပေါ့အဲ့တော့ပြောချင်တာကအချက်အလက်ပြင်ပြောမယ်ဆိုလို့ရှိရင်တည်တဲ့သူတွေကိုညှမ်းပြီးတော့လူတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ကိုတည်တဲ့သူတွေအမျှရအောင်လို့ဘယ်လိုလုပ်ရမလဲဆိုရင်ခုနကပြောတဲ့အင်္ဂါငါးချက်ပြည့်စုံပါစေအဲ့ပြီးလို့ရှိရင်ကြိုတင်ဖိတ်တာတွေပြုလုပ်နိုင်ပါတယ်ပြီးလို့ရှိရင်တည်တည်ရှည်ရှည်အမျှပေးဝေပါအစိုးရကတော့ကိုယ့်ဘက်ကဒီလိုလုပ်ပေမဲ့သူတို့ဘက်ကကိုယ့်အမျှကိုလိုလားနေတဲ့အချိန်မဟုတ်ဘူးဆိုလို့ရှိရင်လည်းမရနိုင်တယ်လို့ တို့တွေမသိတဲ့တခြားပုံဌာနတနေရာရောက်နေမှာဆိုရင်လည်းမရနိုင်ဘူးဟောဒါကတော့ဦးဇင်းတို့ပြန်မြပေါ့ရေပုံရအဖြစ်ပေါ့လုံးဝမရနိုင်တဲ့တိတိကျကျတော့ခုနကပြောတဲ့ဂတိ၅မျိုးထဲမှာဒေဝဂတိနိရိယဂတိမနုဿဂတိတိစ္ဆာနာဂတိဆိုတဲ့အဲ့ဒီဂတိ၄မျိုးကိုရောက်နေမှာဆိုရင်တော့လုံးဝမရနိုင်ဘူးပေတဂတိကိုရောက်နေမှာဆိုရင်တော့ရနိုင်ပါတယ်